ိုးရှင်ကအဲ့ရဲ့ကက်မော်ဆွဲရွာပြာမှာတဲ့ဘွားတော်ရောက်ရှိရဲတဲ့အဘွားတော်ရအရန်ချမ်းသာဒါပေမဲ့သူမှတာမီးလေးညီးလေးမြစ်တူမရှိရဲ့ညီတော်သူကတယောက်တည်းပဲနေထိုင်တာပဇန်ရှိရင်ကျော်သူကရှိတဲ့ပဇန်တွေကိုဟိုလူလိုက်ဒီလူလိုက်လုပ်တဲ့ရှင်ကတနည်းကျတော့သူကဂျီယိုနာမကျန်းဖြစ်တာနဲ့သူပြုစုမဲ့လူရှိတော့သူကဆုံးသွားတာဆုံးသွားရင်ကျဘွားတော်ကပဇန်လည်းရှိရဲ့ရှင်ကသူခန္ဓာကိုရွှေပြည့်ပဲအဲ့သူကဆုံးသွားရှင်မှာတာမီးလည်းမရှိရဲ့သူကဘယ်သူမှမလာတော့လည်းမဟုတ်ဘူးသူက အလူတိုင်းရက်ရောရှင်ကြောင်လူတိုင်းကသူ့စီလာတယ်ပြီးမလားအလူသူ့ရဲ့အတုပဝဲကိုတခြားရွာကသူလည်းလာလာကြတာလာတက်ကြတာအဲ့ချိန်မှာနောက်ကျတော့အဲဆိုင်ဘရာရွာကအဲကိုဆွတ်ဆိုတဲ့တယောက်ကလည်းသူကဖဲဖဲဖဲရရရန်ဝါနာပါဖဲရရန်ဝါနာပိုင်းကျအဲအဘွားတော့ရအတုပဝဲကိုလာတက်တာနော်အဲအတုပဝဲကိုလာတက်တဲ့ချိန်မှာအဲအဲကောအစားဖဲရိုက်တာဖဲသူကအဲမတာလောင်းတော့ဖဲတဲ့ချိန်မှာအစားရင်ဖဲတဲ့ချိန်မှာနိုင်ရွာ ော့ပတ်စံပါလာဟိုင်လောင်းရင်လောင်းရင်လောင်းရင်လောင်းကြရိုက်ရင်ရိုက်ရင်ရိုက်ရင်လည်းပတ်စံရှုံးသွားတာပတ်စံကုန်သွားတာပျောက်သွားချိန်မှာ तू ကတခြားရွာဖြစ်တဲ့အတွက် तू ကအဲ့ရွာကိုသွားဖို့အတွက်ပတ်စံလည်းလမ်းစိတ်လည်းမရှိတော့ကုန်သွားပြီဒါပေမဲ့ तू ကလုံးဝကြံထုတ်လို့မရတော့ဘူးဖဲမဖဲရိုက်ဖို့လည်းပတ်စံပါမပါတော့ तू ကတခြားရွာသားဖြစ်တဲ့အတွက်ပတ်စံရှိမှလည်းဖဲရိုက်လို့မရဘူးအဲ့ချိန်မှာ तू ကသူ့ဘေးနားမှာဝါတော့အလောင်းလောင်းဝါတော့အလောင်းရောက်နေတယ်နော်အဲ့ဘွားတော့အလောင်းရုတ်တရက်လေတိုက်လာတာခုနဲ့လေတိုက်လာအချိန်မှာဘွားတော့ရင်ညံ့လာကြီးကမလန်တော့ပဲနဲ့ပိတ်စားပြီးတော့ဘွားတော့ညံ့တော့မလန်တော့ပဲနဲ့ ဘွားရယ်လက်ကိုနဲ့သွားတာနဲ့တော့ချွာအေးရဲ့ကောင်ကကိုစွတ်ဆွဲကောင်ဘာလို့တွေးလိုက်ရလဲဆိုတော့ဘွားတင်ရဲ့ဘွားရယ်အနောင်းကလက်တွေမှာစွတ်ထားတဲ့လက်စုပ်ကလေးကိုတွေးလိုက်ရအဲ့လက်စုပ်ကတအားတန်မူကြီးရဲ့လက်စုပ်အေးကြောင်တူကအေးကိုဆွဆွဲကောင်ကတူကအထာပေါက်သွားဟောဒါဆိုရင်ဒီပြီပေါ့ဒီအကြံရပါဘွားတော်ဒီဘွားတော်ကိုညီသွားမြုပ်တဲ့ချိန်ကျဒီဘွားတော်ရဲ့လက်စုပ်ကိုသူဖြုတ်ယူမယ်ဖြုတ်ယူပြီးသူလမ်းစိတ်လုံးမယ်လမ်းလမ်းစိတ်လုံးရရင်သူဘွားတော်မှာဝတ်ထားတဲ့ဘွားတော်ပတ်ဆက်အရန်ချမ်းသာဖြစ်တဲ့တော့သူသူ့ရဲ့လက်စုပ်ကတော်တော်တန်ဖိုးကြီးရ အဲ့ကြောင့်အဲ့လက်စုပ်ကိုဖြုတ်ပြီးပြီးရင်သူအိမ်ကိုဆောက်မယ်ကားရီကိုတော့တခြားမြို့ကိုပြောင်းသွားမယ်ဆိုတော့သူကစဉ်းစားလိုက်တာအဲ့လိုလုပ်တဲ့ချိန်မှာသူကဘွားတော်မျိုးမြေမြုပ်မဲ့နေတိဆောက်ဘွားတော်ရက်လည်းပတ်စံရမ်းချမ်းလာရင်ကြတော့သူရဲ့တိကျိတ်ဒိုးစီရဲ့ညာဘွားတော်ရဲ့အလောင်းတုံနဲ့မချပြဘူးအဲ့ဒါတရက်နဲ့ရက်သုံးရက်လောက်ဆိုဘွားတော်ရဲ့ပုတ်စော်နေလာပြီအဲ့ဒါပုတ်စော်နေလာကြတော့မဖြစ်တော့ဘူးဆိုမှဂျွာသားကြီးကုံတော့ကလည်းဘွားတော်ကြီးကိုမြေသွားမြုပ်လိုက်တာနော်မြင်မြုပ်လိုက်တဲ့ချိန်မှာမြင်မြုပ်ကြွားချိန်မှာအေးဆေးပဲပြီးကြွားတာဒါပေမဲ့ကိုဆုတ်ဆွေတယောက်ကတော့ဘွားတော်ကြီးကိုမြင်မြုပ်ပြီးမဲ့သူကအိမ်မပြန်တော့ဘူး ညာဒီအင်းရဲ့တင်ချိုင်းမှာစောက်ပြီးမှသူကဘားတော့လာတူးမှာအဲ့ဒါသူပေါက်ပြားတလဲရယ်ကော်ပြားတလဲရယ်ယူလာပြီးမှည7နာရီလောက်ကြာသူသွားတူးတာအင်းရဲ့ဘားတော့လောင်းအဲ့ဆိုင်တူးတဲ့ချိန်မှာဘားတော့လောင်းတူးတဲ့ချိန်မှာသူကမပေါ်လာဘူးတိတော့တုံတန်းနဲ့ပေါ်လာဘားတော့လောင်းတယ်တော်နစ်တယ်တူးလိုက်နေရကြတော့အဲ့မှာတူးရယ်တူးရယ်တူးတူးနဲ့တောက်တောက်နဲ့တူးနဲ့နောက်ကြတော့တနင်္ဂနွေနေ့လောက်တော့သူတူးလို့ရတော့သူ7နာရီတော့သူတူးတယောက်ထဲတူးပြီးတော့ချက်တဲ့တော့ဘားတော့ရဲ့အလောင်းကြီးအကြအကြီးတူးရတယ်ကွာ အဲ့ချိန်မှာ तू ကတူးရဲ့ချိန်မှာ तू ဘွားလိုယူလို့လေပင်နောက်ကော်ပြိုင်းနဲ့ခံပြီးသွားကော်ပြိုင်းနဲ့တောက်ဆိုတဲ့ဘွားလေလေပင်ကလို့ပြက်သွားပါအဲ့ပြက်သွားမှဘယ်ဒီတိုင်းနည်းနည်းလေးဟသွားတော့သူ့ကြီးထွက်လာပုတ်ပုတ်ဆိုနေအဲ့လောက်တော်ထွက်လာတော့တော်ပုတ်ဆိုနေတယ်ဒါပေမဲ့ तू ကမကြောက်ဘူး तू ကဘာဖြစ်လဲ तू လောဘဆိုပဲတက်နေတာလောဘဆိုပဲတက်ပြီး तू ကလက်စုပ်ကိုရအောင်ယူနေတာဖြစ်တယ်ဆိုတော့ तू ကကြောက်ဘူးပြည်မလား အဲ့နဲ့ဘွားတို့အလောင်းကြီးတို့ညီဘော်ဆွဲတင်ညီဘော်ဆွဲတင်တဲ့အချိန်မှာအရန်ပုတ်နေပြီးဘွားတို့ရွာလေကွာနေဆိုတော့အလောင်းရဲ့အသားရဲ့တစားစီပါလာတာအဲ့ပါလာတဲ့အချိန်မှာလည်းတော့ဒီဘွားတို့ရဲ့လက်စုပ်ကိုဆွဲချွတ်တာနော်ဘွားတို့ရဲ့လက်စုပ်ကိုဆွဲချွတ်တဲ့အချိန်မှာ तू ကဆွဲချွတ်လို့မရဘွားတို့ရဲ့ပုတ်နေတယ်နော်ပုတ်နေကြလက်စုပ်ကလည်းတုံတန်ဆွဲချွတ်လို့မရတော့ဘူးအဲ့အချိန်မှာ तू ကသူ့မှာဘာနဲ့ဘာနဲ့လှုပ်လိုက်လဲဆိုတော့ဘွားတို့ကြီးကနော် तू ကဘာသူ့မှာပါလာတဲ့ကော်ဖီအားကြီးနဲ့ဘွားတို့ရဲ့လက်တွေကိုခုတ်ဖြတ်လိုက်တာ ခုတ်ပြိုင်မှာ तू လက်တကြွေရောလက်စုပ်ကိုယူပြီးမှာ तू အီထောင်နဲ့ထိတ်မှာ तू ညလုံးပေါ်မှာထွက်ပြေးရတယ်။ तू ထွက်ပြေးချင်းညနေနိုင်ခွဲနေပြီ။ဘွားတော်ရဲ့အလောင်းယူလဲညီမျိုးအားတော် तू ကအဲ့အဲ့ညနေနိုင်မှာ तू ထွက်ပြေးရထွက်စောင်းနေလဲဖြစ်တယ်ဆိုတော့အေးရတယ်တော့ तू ပြင်းပြင်းနဲ့ရွာနဲ့အရန်ဝေးသွားပြီ။တော်လန်းနေရောရောက်သွားတဲ့အချိန်မှာ तू ကအရန်မောလာတော့အေးနဲ့အေးလာပြီ။ညီလဲလုံချင်လာပြီ။အရန်လဲဝေးသွားပြီဆိုတော့ तू ကတွိုင်းတွိုင်းနဲ့ မောနီသူနားဝင်နေရတဲ့နေရာရှာဒါမဲ့သူမတွေ့ဘူးသူရဲ့ရှင်မှာနည်းနည်းလေးခီးဆက်နေတဲ့ရှင်မှာပဲလမ်းမကြီးပေါ်မှာဘွားလိုပြောမီးလုံးညာတွေ့လိုက်တာမီးအောင်တွေ့လိုက်တဲ့ရှင်မှာသူကဘွမ်းတာကဟောဒါသူနားလို့ရမှာဆိုမှသူအနာနာကက်ရင်းနဲ့အဲမီးလုံးရင်းနေအောင်သူကပုံမီးလာပုံမီးလာရှင်မှာသူဘွားလိုပြောမီးလုံးညာတော့တွေ့လိုက်တာတွေ့ရှင်မှာသူအရင်အင်းနေတဲ့ရှင်ကဘွားလိုပြောသူဒီတော့မှအခွားကျွန်တော်လည်းမီးလုံးရှင်လည်းကျွန်တော်အခီးပြနေလာပြောနေတော့အရင်အင်းနေပြီပေါ့ဘွားလိုပြောအဲ့လိုပြောတာတွေ့ရှင်မှာဘွားလိုပြောဘာမှမပြောဘူးမီးပဲလုံးနေတာ အဲ့တော့လေအဲ့လိုပြောပြောနဲ့ဘွားရိုင်းနောက်ဝင်ထိုင်လိုက်တာဘွားရိုင်းဘာမှမပြောချင်ဘူးတော့အရင်အင်းနေနေတော့အင်းနေချိန်မှာသူကဘွားရိုင်းနောက်မိထိုင်လုပ်လိုက်တာထိုင်လိုက်ဆိုအဖွားကကျွန်တော်ကတော့ဒီလိုဒီလိုနဲ့ဒီလိုဘောတော့ခီယူရနေလာခဲ့လို့ရမ်းပင်မန်းနေနေကြအင်းလည်းမရှိရစီကကျွန်တော်ခေါ်ထားပါလားလို့ဘွားရိုင်းကပြောရချင်းပြောချင်မှာဘွားရိုင်းကဘာစကားစကားတစ်ခုမှမပြောဘဲနဲ့မိရောဒီလိုလုပ်အဲ့နဲ့မိလုံနေချိန်မှာသူကဆက်စုချင်တာကိုဘွားရိုင်းကဒီလိုလိုပဲမိလုံဘာမှစကားမပြောချင်မှာဘွားရိုင်းလက်ကြည့်တော့ပြည့်နေတယ်အဲ့နဲ့ဖွား အဖိုင်အဲကျွန်တော်ဆက်ရှုရလို့တော့မထင်နဲ့တော့အဖိုင်လက်ကဘာလို့ပြက်နေရလဲလို့သူကမေးတာအဲ့ချိန်မှာဘွားတို့ရဘာမှမဖြစ်ဘူးအဲ့တော့နောက်ကမေးတာအဖအဖိုင်လက်ရဘာလို့ပြက်တာလဲလက်ရပြက်နေတာတမျိုးကြီးလို့မေးတာမဖြစ်ဘူးအဲ့တော့နောက်ထပ်ပြန်မေးတာအဖအဖဖိုင်လက်ရဘာလို့ပြက်နေရလဲလို့သူကလုံးဝမဖြစ်ဘွားတို့ဒီလိုပဲမိလို့လေအဲ့တော့နောက်ဆုံးတစ်ခါပြန်မေးတာအဖအဖလက်ရဘာလို့ပြက်မေးတော့ပြက်တာလာတော့လား